မင်္ဂလာပါခွာရီဒီ channel လေးမှာကြိုဆိုပါရစေခုဖတ်ကြပေးမယ့်ပုံရိပ်လေးကတော့မောင်ပုံမေးတာတဲ့မြန်မာပုံတို့ပတ်စာများစာအုပ်ထဲကတုံယုံမကလို့ချမ်းတေးတေးဆိုတဲ့ပုံရိပ်လေးပဲဖြစ်ပါရစေကျွန်တော်ခွာရီဒီ channel လေးကို like and subscribe ကြည့်လို့ရတယ်ဆိုလို့ရှိရင် like and subscribe လုပ်ပြီးအားပေးကြပါဦးလို့ဒီတိုင်းထားပါရခင်ဗျာ စီစီတော့ကရာဒီယာမှာဒီစီဥစ္စာအတန်းတဲ့ဒီတော့လည်းဖိုးတယောက်ရှိတယ်။ဒီနေ့မှာတော့ဖိုးဟာဇွာလူအတွက်ဒီစီတွေဝယ်ဖို့မြို့ကိုတက်လာခဲ့တယ်။ဒီလိုနဲ့မြို့ပေါ်မှာတွားရင်လာရင်တနည်းအားရောက်မှာဆန်းနေရတာလေးတစ်ခုကိုကြားလိုက်ရတယ်။ဖိုးလည်းအဲ့ဒီလိုညောင်းတဲ့အတန်းမျိုး ခါမှမကြဘူးတော့ရက်ကြည့်နားထောင်ရင်သဘောကျနေတဲ့။နောက်ဆုံးတော့မနေ့တိုင်းတော့ပဲစန်းနီယာကန်ကြားနေတဲ့အင်္ဂလိပ်တွေဝင်သွားပြီ။အတန်မီတဲ့စန်းနီယာလေးကိုသဘောကျလို့သူ့ကိုရောင်းပေးဖို့တောင်းဆိုပါတော့တယ်။စန်းနီယာပိုင်ရှင်လဲအဖို့လိုချင်တဲ့စန်းနီယာလေးကို ရောင်းပေးလိုက်တာပေါ့။စန်းနီယာလေးရသွားတဲ့အဖို့ဟာဒီစီဒီစီယာရင်းနဲ့အတူ ရာဂုပြန်လာပါလေ။ရာဂုပြန်ရောက်တော့ထူးဆန်းတဲ့တန်ကိုနားထောင်ဖို့ရာဒူရာသားကြီးကိုဖိတ်ကြားလိုက်ပါတော့။ရာဒူရာသားကြီးရောက်တဲ့အခါအဖို့ဟာဆန်နီယာလေးကိုအားလုံးရှေ့ချလိုက်ပြီးအမိန်ပေးလိုက်တယ်။ကဲဖီဒါကြီးအတန်လေးညီပြလိုက်ပါဦးဆန်နီယာကတုတ်တုတ်မြန်မလို့ ဖို့လဲနောက်တစ်ကြိမ်ဖြတ်ပြီးအမိပေးလိုက်ပါရယ်ကဲဟိတာကြီးအကလေးညီပြလိုက်ပါအုံးသူဘလို့ပြောပြောဆန်နီယာလေးကအကမထက်တာကြောင့်အဖို့ဟာဆက်လက်ဆက်ဖိလက်ဆိုးပြီးဆန်နီယာလေးကိုဒဇနီအောက်ကိုတွားပြီးဆက်ပြထားလိုက်တယ်ဒီချိန်မှာပဲ มูรี้ว่าเนี่ยที่ที่สันนิษฐานเลอที่สันนิษฐานสันนิษฐาคลาวลี่บอกว่าจ้าที่ตรงตรงตรงสุดเลยสันริษฐานมีมีบาร์เลยที่ดารีก็จ้าเลอะไรพูดฮะไอเนี่ยกันเนี่ยไปซื้อมาซื้อเนี่ย là nghi vô cứ mà làm gì nè tôi nhau mà ca lựa sao tí lại bà ta đấy bông nhiên lý ca đó ca thì bông nhiên lý sao mô lưu yếu lưu